်မင်္ဂလာပါရှင်မိုးလေဝသနှင့်ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေအောက်တိုဘာလ29ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရာမင်္ဂလာပင်လေအနောက်လေပိုင်းတွင်ဖြစ်ပေါ်နေသောအားကောင်းသောဆက်ကလုံးမုန်တိုင်းမှန်ထားသည်အနောက်နောက်မြောက်ဘက်သို့ရေရှားခဲ့ပြီးအိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်ကမ်းခြေကိုကာကီနာဒာမြို့တောင်ပိုင်းမှဖြတ်ကျော်လျက်ရှိပါသည် အစိုးပိုင်းအကောင်သောဆိုင်ကလုန်းမုန်တိုင်းဝန်ထားသည်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်6နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်းဝန်ထားဖြစ်သူ၎င်းနောက်7နာရီအတွင်းမုန်တိုင်းငယ်ဖြစ်သူ၎င်းတဖြည်းဖြည်းအားရသွားမယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အရှေ့မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကြံမင်္ဂလာပင်လယ်တို့တွင်တိမ်သင့်တဲမှတိမ်ထူထပ်နေပါမည်။ ဒီကနေ့ညနေထိကမ်းမန်းချက်ကတော့ဒီနေ့နိုင်တိုင်းဒေသကြီးတွင်နေရာအနှံ့ပြား၊ ARD တိုင်းဒေသကြီးတွင်နေရာစစ်စစ်၊ရန်ကုန်တိုင်းဒေသကြီးတွင်နေရာကျကျနေပြည်တော်ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ပုံပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိကြုံရပါမယ်။ရွှေရံရုံးပြည်ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင့်တင့်ဖြစ်ထွန်းပါမယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအချိန်ဤအရဒီနေ့နိုင်တိုင်းဒေသကြီးတွင်မိုးတိမ်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီး အစုပေါင်းမိုးထိန်တော်များရွေရှားရနေရတဲ့လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထိပ်ချုံခြင်းမိုးချိုးပစ်ခြင်းလက်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါသည်။မြမပင်လေပြင်းတွင်မြို့ဝကျွန်းပေါ်ရခိုင်ကဲရုံးတို့လျှောက်နေကမ်းလွန်ပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းသွင်းတင်မှလှိုင်းကြည့်နိုင်ပါသည်။ဝတ်တဲ့နေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးသည်တနအိလေး25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါသည်။ လိုင်းမြစ်မှာမြဝကျွန်းပေါ်ရခိုင်ကဲရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ခုနှစ်ပြီးမှကိုဗီကန်ရှိနိုင်ပါတယ်။ကျန်မြမပင်လယ်ပြင်တွင်လိုင်းတင်တင်ရှိပါမယ်။လိုင်းမြစ်မှာမုတ်တမကွေမွန်တနင်္လာရီကမ်းရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်၆ပြီးမှ၈ပြီးကန်ရှိနိုင်ပါတယ်။နောက်ထပ်အတွက်ခမန်းချက်ကတော့ဒီနေ့နိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကျကျမှနေရာစစ်စစ်မိုးထိပ်ကြောင်ရနိုင်ပါတယ်။ င်းပြည်တော်မန္တလေးမြို့နယ်ဒီတဝိုက်တွဲဒီကနေ့ညနေဒီခံမှန်းချက်ကတော့နေရာကွက်ကြားမွေးထည်ကြုံရပါမယ်။ရွှေရံရုံ60ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဒီတဝိုက်တွဲဒီကနေ့ညနေဒီခံမှန်းချက်ကတော့နေရာကွက်ကြားမွေးထည်ကြုံရပါမယ်။ရွှေရံရုံ80ဖြစ်ပါတယ်ရှင်။